အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြည်ဒီဇဘာလ2ရက်နေ့ထူးခြားတဲ့သတင်းချို့အောက်တော့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပမာဆုံးသတင်းတပုတ်အနေနဲ့ဒီကြောင်မဲမြို့နယ်တောင်ထိပ်ကျေးရွာနီမှာကြားဖြတ်အလုံးုံနေ ကြာဖြတ်တရုတ်တွေပေါ့ကြာဖြတ်တရုတ်တွေကိုဖမ်းဆီးရမိတဲ့အခြေအနေပါအဲ့တော့ကြာဖြတ်တဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီကြာဖြတ်လုပ်ငန်းကိုဥဆောင်နေတဲ့သူတွေလောက်ကင်နေတဲ့သူတွေရင်းနှီးမြှုပ်နှံနေတဲ့သူတွေအားလုံးကတရုတ်တွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကြာဖြတ်တရုတ်တွေပါတရုတ်တွေကကျွန်တော်တို့ဗမာပြည်ပွားတရုတ်တွေမဟုတ်ပါဘူးတရုတ်နိုင်ငံထဲမှာရှိတဲ့တရုတ်နိုင်ငံသားတွေပါဒါကြောင့်ကျွန်တော်တို့ကကြာဖြတ်တရုတ်လို့ခေါ်ခြင်းဖြစ်ပါတယ်တရုတ်နိုင်ငံသားတရုတ်မှတ်ပုံနဲ့ကင်သောတရုတ်များသားဖြစ်ပါတယ်တရုတ်ပြည်ပွားတရုတ်များသားဖြစ်ပါတယ်ကျွန်တော်တို့ဒီမြန်မာပြည်ပွားတရုတ်တွေမဟုတ်ကြပါဘူးဒါတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိသိချင်းပါတယ် ဖြစ်စဉ်ကဒီ SFPB ရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ပထမဆုံးကိုးကားကြည့်ပါတယ်နိုဝင်ဘာလ29ရက်နေ့မိုးလဲတနားီမိနစ်30တနားီ30မိနစ်အချိန်ခန့်မှာရှမ်းမြောက်ဒေသကြောင်မဲမြို့နယ်ပုံဟုတ်ကြီးဝအနီးမှာပုံဟုတ်ကြီးဝအနီးမှာရှိတဲ့ SFPB SSC ရဲ့တက်စကန်အနီးတက်စကန်တီရှိရာတော်ရင်တနေရာမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ကြောင်းဒီမြောက်ပိုင်းရှမ်းဘွဲကထုတ်ပြန်လာပါတယ်သူတို့ရဲ့ပြေးမှာပဲထုတ်ပြန်လာပါတယ်နိုဝင်ဘာလ29ရက်နေ့မှာထုတ်ပြန်ပါတယ်ထုတ်ပြန်တဲ့အဖွဲ့အစည်းက SSPB SSA ပါတနည်းအားဖြင့်ကျွန်တော်မြောက်ပိုင်းရှမ်းလမ်းတကိုင်အဖွဲ့ကထုတ်ပြန်ပါတယ် ဒီထုတ်ပြန်ကြထုတ်ပြန်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ကဒီဒေတာမှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကိုမေးပါတယ်တိုက်ပွဲတွေဖြစ်ကြတယ်ဆိုတော့ဘယ်လိုဖြစ်ကြတာလဲပေါ့ကျွန်တော်တို့ဒီအကြောင်းမင်းမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေမေးတဲ့ခါမှာဒီအဓိကကတော့ SSPB SSA ရဲ့တက်စကန်အနီးမှာဒီ SSPB SSA ကနေပြီးတော့ကျွန်တော်အကာွယ်ပေးထားတဲ့ကြားဖြန့်ကြားဖြန့်ဂိုင်းတွေကြားဖြန့်အလုံယုံတွေပေါ့ကြားဖြန့်အလုံယုံတွေကြားဖြန့်တရုတ်တွေကိုတက်ကနေပြီးတော့ကျွန်တော်တို့ဝင်ရောက်စီးနေတဲ့အခြေအနေပါအခြေအနေပါအဲ့ဒီအကြောင်းကျွန်တော်တိုက်ပွဲတွေဖြစ်ရပါတယ်လို့ပြောတယ်ဒါကျွန်တော်ဒေတာရဲ့အခြေအနေ ဒါပေမဲ့ကျွန်တော်တို့မှာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာတက်တယ်မရှိဘူးတက်တယ်မရှိရတော့ကျွန်တော်ဒီသတင်းကပတ်သက်ပြီးတော့ခဏကျွန်တော်စောင့်ကြည့်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဇင်ဘာလတရက်နေ့မှာဒီဇင်ဘာလတရက်တရက်နေ့မှာကျွန်တော်တက်မတော်ကသတင်းထုတ်ပြန်မှုတွေပြုတ်လုပ်ခဲ့ပါတယ်ဒါကကြောက်မွေးမြို့နယ်တောင်ထိပ်ကြီးွာဒေါထဝတီမြေအနီးမှာ online online လေးလေးလောင်းစားမှုလုပ်ငန်းများလုပ်ကိုင်နေတဲ့အဆောက်အုံတွေအဆောက်အုံတွေတွေးရှိခဲ့ပါတယ်တွေးရှိခဲ့တွေးရှိတဲ့အတွက်ဒါတက်မတော်ကနေပြီးတော့ကျွန်တော်တို့ဒါနေပြီးရှင်းလင်းပြီးတော့ဒီဒီအဆောက်အုံတွေဖြည့်ဆည်းနိုင်ခဲ့တယ်တပ်ဆိုင်တဲ့သူတွေဖြည့်ဆည်းနိုင်ခဲ့တယ်ဆက်ဆက်တဲ့ပစ္စည်းကိုတင်းစီဖြည့်ဆည်းနိုင်ခဲ့တဲ့သတင်းထုတ်ပြန်လာတယ် တမ်းလို့လဲတင်းထုတ်ပြန်တယ်အဲ့မှာကျွန်တော်တို့ဒီ SFPP က29ရက်နေ့တင်းထုတ်ပြန်တယ်သူတို့ကပုံဟိုကြည့်ရအနီးမှာပုံဟိုကြည့်ရအနီးမှာရှိတဲ့တော်တွင်းတနေရာမှာသူတို့ခေါ်တော့စစ်ကောင်စီပေါ့ဗျစစ်ကောင်စီသူတို့တိုက်ပွဲတွေဖြစ်ကြတယ်ဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာသူတို့ဘက်ကပါမလာဘူးဒါပေမဲ့တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကအဲ့ဒီကြည့်ရရဲ့ဒီပုံဟိုကြည့်ရနဲ့ခုနကဒီတပ်မတော်ကကြားပြန်နေတီရှိရနေရကြည့်ရဖြစ်တဲ့တောင်ထေကြည့်ရကနီးနီးလေးပါကျွန်တော်တို့တော်တော်လေးနီးပါတယ်အဲ့တော့ဒီကျွန်တော်ဒီမှာနေစဉ်းစားတာနံပါတ်1ချက်က တပ်မတော်စစ်ကြောင်းတွေကဒီတောင်ထည်ကြီးဝအနီကိုရောက်လာတဲ့အခါမှာ SSPB SSA တနည်းအားဖြင့်မြောက်ပိုင်းရှာလန်းနိုင်ငံဖွဲ့အတိတယ်တိလို့တိုက်ပွဲဖြစ်တယ်။ဒါဆိုရင်ကျွန်တော်မြောက်ပိုင်းရှာလန်းနိုင်ငံဖွဲ့ကိုကျွန်တော်မေးချင်တာကခင်ဗျားရိုးသားသားပဲဖြစ်ပါမလိမ္မာနဲ့ခင်ဗျားရိုးသားသားပဲဖြစ်ပါအဲ့တော့ဒီတပ်မတော်စစ်ကြောင်းတွေကဒီတောင်ထည်ကြီးဝအနီကိုကျွန်တော်တို့ဝင်ရောက်လာတဲ့အခါမှာတိတယ်သူတို့အဖွဲ့တွေတိတယ်တပ်မတော်စစ်ကြောင်းတွေဝင်လာတဲ့အခါမှာသူတို့တိတယ်တိုက်ပွဲတွေဖြစ်ကြတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ SSPB SSA တပ်စခန်းအနီပုံကိုကြည့်ပါနဲ့ပုံကိုကြည့်ပါအနီးပေါ့ဗျာအဲ့ဒီနောက်မှာရှိတဲ့ခုနကကြားဖြတ် ကြားဖြတ်အလုပ်ယုံနေ။နော်ကြားဖြတ်အဆောက်အဦတွေ။ဒီအဆောက်အဦတွေနံပါတ်1ဆောက်လုပ်ခြင်း။ဘာကြောင့်ဒီ SS SSPP အဖွဲ့ဘာလို့မသိရလဲ။နံပါတ်1ဒီအဆောက်အဦတွေဖြစ်လာဖို့အတွက်ကျွန်တော်တို့ဒီတစ်တွေဝါးတွေခေါ်ရတယ်မြေတွေရှင်းရတယ်။နော်အဆောက်အဦမှာခင်ဗျ Google Map ကကြည့်ဟီးနေအောင်မြင်ရတယ်။နော်အဆောက်အဦကခင်ဗျနွားတင်းကုန်းလောက်စောင့်နေတဲ့အဆောက်အဦလည်းမဟုတ်ဘူး။ကျွန်တော်တို့ဒီကြောက်ဝိုင်းဖဲဝိုင်းလောက်ကျွန်တော်တို့ကျွန်တော်တို့ဒီရွက်ဖြစ်တဲ့လေထိုးတဲ့အဆောက်အဦအဆောက်အဦတွေခိုင်ခိုင်မာမာစောက်တယ်တဲတွေအများကြီးပဲအဲ့တော့ ဒီတဲတွေစောက်တာကို SSPP SSA ဖွဲ့ကဘာကြောင့်မသိရတာလဲကဲတက်မလို့ဆက်ကြောင်းနေဝင်တဲ့ခါမှာသူတို့ထိတွေ့မှုဖြစ်တယ်သူပြစ်ခတ်တာကြီးလုပ်တယ်ဒါဆိုရင်ခင်ဗျာဒီဒီတရုတ်ကြားဖြတ်နေရောက်လာတဲ့အရာကိုသူတို့ဘာကြောင့်မတားဆီးတာလဲမကန့်ကွက်တာလဲတေချာတာကတော့ကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ SSPP SSA အဖွဲ့ကအကာအကွယ်ပေးထားတာပဲရှမ်းမြောက်ဒေသမှာကျွန်တော်တို့ဒီဒီဒီ SSPP SSA ရဲ့ထိန်းချုပ် area တွေမှာကျွန်တော်ကြားဖြတ်လုပ်ငန်းတွေများစွာရှိပါတယ်ဒါကျွန်တော်သက်သေပဲ ဒါပေမဲ့ဒီကြောင်မဲမျိုးအနီးမှာတော့ကြောင်မဲမျိုးဧရိယာတကြောမှာတော့ဒီလိုမျိုးလုပ်တယ်ဆိုရင်လုပ်တဲ့နေရာတွေအားလုံးကဒီဒီကြားပြန်တရုတ်တွေက SSPB အဖွဲ့ရဲ့ကျွန်တော်တို့လုံခြုံအကာအကွယ်ကိုယူတော့တို့ဒီလုပ်ငန်းကိုလုပ်တာပါဒါကြောင့်ကျွန်တော်တို့ကဒီလုပ်ငန်းနဲ့ပတ်သက်ရင် SSPB အဖွဲ့မှာကျွန်တော်များစွာများစွာကျွန်တော်တာဝန်ခံမှာဖြစ်ပါတယ်ခင်ဗျားတို့ဗျာခင်ဗျားတို့ဟလာအဲဒီရှာလူလူတို့လည်းခင်ဗျားတတလုံးဘာခုမှလုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်တို့ကရှင်းလင်းဒီမြောက်ပိုင်းရှာဖွဲ့နဲ့ပတ်သက်တော့ကျွန်တော်တို့ကပူးစိုးပစက်ကိုပြောချင်တာမြောက်ပိုင်းရှာလက်နက်ကိုင်အဖွဲ့ကဒီ ဒီရှမ်းပြည်နယ်မှာရှိတဲ့ရှမ်းတိုင်းသားတွေကညောင်ပိုင်းရှမ်းလက်နက်အဖွဲ့ကိုထားတာကသူတို့သူတို့သဘောထားသူတို့သဘောထားကခင်ဗျာဒီရှိုင်းရဲပြောရရင်ခင်ဗျာအတုံးမကြတဲ့အဖွဲ့တုံးမရတဲ့အဖွဲ့ကိုကျိုးရှာတဲ့အဖွဲ့မွေးစေဝါထုတ်တယ်လက်နက်မောင်ကိုကူးတယ်အဲကျွန်တော်တို့ USA တက်ကလက်နက်တွေရတယ်ရပြီးတော့ဒီ PDF တွေကိုပြန်ရောင်းတယ်သူကလက်နက်ပွဲစားဆင်လောက်ပဲရှိတယ်ညောင်ပိုင်းရှမ်းအဖွဲ့ကခင်ဗျာရှမ်းလူလူရဲ့ကောင်းကျိုးနဲ့ပတ်သက်ရင်တမိုင်းနဲ့ချီပြီးသူတို့ဘာတွေမြတ်လုပ်ခဲ့တာရှိလို့လဲခင်ဗျားတို့အဲ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရှိတဲ့ကျွန်တော်ဒေသခံတွေခင်ဗျားတို့ဒီရှမ်းလက်နယ်အဖွဲ့မြောက်ပိုင်းရှမ်းပါဗျ SSPB အဖွဲ့ထံကနေပြီးတော့ခင်ဗျားတို့သူတို့သူတို့ခင်ဗျားတို့ကောင်းကျိုးဘာဝင်ဆောင်မှုတွေပေးခဲ့တယ်လေခင်ဗျားတမန်ကြောင့်လည်းခြေရှိလိုက်ကျွန်တော်တို့ပြီးခဲ့ရက်ကလည်းခင်ဗျားအဲ့မှာကျွန်တော်တို့ဒီတီဘောတို့ဘာလို့ကျွန်တော်တို့ကြောင်မဲတို့သွားခဲ့ပါတယ်သွားလို့ကျွန်တော်အဲ့မှာရှမ်းတိုင်းသားနေတယ်ကျွန်တော်ပြောကြတယ်ပြောကြတော့ SSPB အဖွဲ့ကိုခင်ဗျားတို့ဘယ်လိုသဘောထားရှိလဲဘယ်လိုသဘောထားရှိလဲဆိုတော့ဒီအဖွဲ့ကရက်ွက်ထဲမှာရှိတဲ့ အဲကျွန်တော်တို့စွန်းလောင်းတမောင်လောက်တော့မအားအားမကိုအောင်တဲ့အဲနောက်တစ်ချက်ကကျွန်တော်တို့ဒီရက်ကွက်မြို့နယ်မှာရှိတဲ့လူမှုကွန်ရက်အသင်းလောက်တော့အားကိုရခြင်းမရှိပါဘူးတဲ့အလကားခင်ဗျအခုံထုတ်တွေကောက်နေတာပါတဲ့သူဒီလိုရှိဒါလည်းခင်ဗျမှန်တာပဲဗျမှန်တာပဲအဲ့တော့ဒါလည်းကျွန်တော်ထက်ဆက်မယ်ဗျာနော်ထက်ဆက်မယ်ဒီပိုးကိုပိုးကိုကြီးွာကပိုးကိုကြီးွာဒီရှိတဲ့နေရာကကျွန်တော်နောင်ချိုးကြောင်းမဲ့ဒီပေါ်နတ်လန်နတ်လန်ကြားမှာဒီရှိတယ်အဲ SSPB ရဲ့ SSPB တက်စကန်ဒီရှိတဲ့နေရာသူတို့ထိချုပ်တဲ့နေရာပေါ့ဗျာတက်ကလည်းရှင်းတယ်ခင်ဗျအဲ့မှာကြားဖြတ်ကြည့်လို့ဝင်ပြီးတော့နေမြေရှင်းလင်းမှုပြုလုပ်တယ် အဖတ်တိုက်ပွဲတွေဖြစ်တယ်။နိုဝင်ဘာလ30ရက်မှာကျွန်တော်တိုက်ပွဲတွေဖြစ်တယ်။ဒီဇင်ဘာ1ရက်နေ့မှာတိုက်ပွဲတွေဖြစ်တယ်။တိုက်ပွဲတွေပြင်းထန်ခဲ့တယ်။တိုက်ပွဲတွေပြင်းခဲ့ပြင်းထန်တယ်။တပ်မတော်ကများရှင်းရှင်းလေး။ဘာကြောင့်ဒီနေရာကိုစစ်ကြောင်းဝင်ရလဲဆိုတဲ့ဟာကိုတပ်မတော်ကအချက်လက်နဲ့ထုတ်ပြန်နိုင်ခဲ့တယ်။အဲ့မှာနိုဝင်ဘာလ30ရက်နေ့နိုဝင်ဘာနိုဝင်ဘာဒီဇင်29 30ပေါ့ဗျာ29 30 1ရက်ပေါ့။အဲ့ဒီအဲ့ဒီအဲ့ဒီ3ရက်အဲ့ဒီတကြောမှာဆိုရင်ရခဲ့တာကဒီ SSPB တက်စကန်ရှိတဲ့အနီးတောင်ထေကျွာအနီးတောင်ထေကျွာရဲ့တောင်ဘက် အဲ့ဒီတကြောမှာကျွန်တော်တို့ဒီကြားဖြတ်ကြားဖြတ်အလုပ်ယုံတွေပေါ့အလျားကအလျားကပေ60ရှိတယ်အနံပေ30တွမိုးတွမိုးကျွန်တော်တုံးတက်တာကတဲ့အိတ်ဆောင်6လုံးကျွန်တော်ရှင်းသိနော် အလျားကအလျား60အနံ30အဲ့ဒီအိတ်ဆောင်6လုံးနော်ဒါဆိုခင်ဗျာသူတို့ကြံ့နေလူရေမနေဘူးနော်နောက်တစ်ခါကျွန်တော်အလျားအလျားပေ60အနံပေ30တွမိုးတုံးတက်တာကနောက်ထပ်နောက်ထပ်ဒီလုပ်ငန်းဆောင်5လုံး လုပ်ငန်းဆောင်က၅လုံးတော့အလုပ်လုပ်ဖို့လုပ်ငန်းဆောင်က၅လုံးအိတ်ဆောင်6လုံးအဲ့မှလည်းမနေဘူးပြီးခင်ဗျအများကြီးအများကြီးပဲဗျာအဲ့မှခင်ဗျအလျားပေ80အနန်း70ပဲရှိတဲ့အိတ်ဆောင်တွေအများကြီးပဲကျွန်တော်ဒီမှာတခုချင်းတော့မရွတ်တော့ပါဘူးပြီးကျွန်တော်မီးစက်အကြီးကတစ်လုံးပြီးကျွန်တော်15ပေးအမြင့်ကင်းဆောင်တက်သားမျော်စရာ၅လုံးဒီအစားအုပ်ကိုကျွန်တော်ကင်းဆောင်ပေါ့အပြင်ကဝင်လာရင်သိအောင်ပေါ့သူတို့ကင်းဆောင်အများကြီးပဲအများကြီးပဲအစားအုပ်ကတော်တော်များပါတယ်အဲ့မှကျွန်တော်တို့ဒါကွန်ပျူတာ desktop all in one ပေါ့ all in one pc ကဒက်စတော့အလုံး30ပြီးကျွန်တော် starland ban starland ban 10ခုပြီးကျွန်တော်အမဆက်ဆက်ပစ္စည်းတွေဆက်ဆက်ပစ္စည်းတွေကျွန်တော်သိသိနိုင်ခဲ့တယ်အဲ့ဒီဖြစ်စဉ်မှာဒီတက်မတော်ကကြားဖြတ်တရုတ်ကြားဖြတ်တရုတ်အားလုံးကျွန်တော်28ယောက်28ယောက်ကိုကျွန်တော်ဖမ်းဆီးနိုင်ခဲ့ပါတယ်ဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့တော့ခင်ဗျာရှင်းရှင်းလေးဒီဖြစ်စဉ်ကိုကြည့်လိုက်ဒီဖြစ်စဉ်ကြည့်လိုက်ဒီဒီပုံကိုကြည့်ရအနည်းပြဒီတောင်ထဲကြည့်ရအ ပုံဟုတ်ကြီးရနဲ့တောင်ထိပ်ကြီးရကြားပေါ့အဲ့ဒီကြောက်ကိုတက်မလို့စစ်ကြောင်းနဲ့ဝင်ရောက်တဲ့အခါမှာ SSPP ကတက်မလို့စစ်ကြောင်းနဲ့ဝင်ရောက်လာလို့ဟိုသူတို့ဒီတိုက်ပွဲဖြစ်ရပါလေသူတို့ထုတ်ပြန်လာတယ်ဒါဆိုရင်ခင်ဗျဒီမှာအဆောက်အဦတွေအများကြီးဗျာဒီအဆောက်အဦတွေအများကြီးစောက်တယ်ဗျာခင်ဗျလည်းလူတွေနေတယ်ဗျာဒါတော့ခင်ဗျဒီ SSPP အဖွဲ့မသိကြအကြောင်းမရှိဘူးခင်ဗျဒီရှမ်းလက်နက်ကိုင်အဖွဲ့ကြီးခင်ဗျအဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာကျလက်နက်ကိုင်အဖွဲ့ဘယ်လက်နက်ကိုင်ဘဝမွေးစင်ဝါနဲ့မကင်းဘူးခင်ဗျကြိုက်တာပြောမွေးစင်ဝါနဲ့ဘယ်လက်နက်ကိုင်ဘဝမှာမကင်းဘူးခင်ဗျဘာထွက်လို့လဲဗျာခင်ဗျလည်း သူတို့ကပဲရောင်းချတဲ့ရောင်းစားတဲ့တယံစရပဲရှိကျွန်တော်ဘာမှမရှိဘူးအဓိကသူတို့ရဲ့ပင်မာရင်းမြစ်ကမိုးရေဆိုးပါပဲခင်ဗျာအဲ့ဒီကဘာမှာလဲခင်ဗျာလိုက်ကြည့်လိုက်ညွန်ကလေးလိုက်ကြည့်လိုက်မိုးရေဆိုးကထွက်ရှိတဲ့နေရာကခင်ဗျာရောင်းဝါထွက်တာလည်းမဟုတ်မန္တလေးကထွက်တာလည်းမဟုတ်ဘူးမိုးရေဆိုးကထွက်ရှိတဲ့နေရာအများဆိုရှိုင်းမိတဲ့မြောက်ပိုင်းကပဲထွက်တာပဲခင်ဗျာ WS အဖွဲ့ဘာနဲ့ရှင်းတန်းခဲ့လဲအဲ့ဒီအဲ့ဒီကျွန်တော်တရုတ်နယ်ကျလက်နက်ကိုင်ဖွဲ့ဘာနဲ့ရှင်းတန်းခဲ့လဲဘာနဲ့အင်အားကြီးထွက်လာခဲ့တယ်လဲပြီးရင်ခင်ဗျာဒီမှာ DNL ခင်ဗျာဒီ SSB ဘွဲ့ဘာနဲ့အင်အားကြီးထွက်လာခဲ့တယ်လဲ ခင်ဗျတကယ်မွေးစုံရတဲ့ပတ်တန်းခင်ဗျထုတ်ထုတ်တာရှမ်းမြောက်ကကြီးပဲထုတ်တာပဲရှမ်းမြောက်ကပဲထုတ်တာဗျခင်ဗျဒါခင်ဗျဒါကောင်းမွန်တဲ့တာတကပဲဒါကျွန်တော်ခိုင်ပါတဲ့တာတကပဲဒါနဲ့ပတ်သက်ပြီးတော့ SSPB ဘုရားဘလို့ညင်းမလဲပေါ့ဗျာကျွန်တော်စောင့်ကြည့်နေတယ်ခင်ဗျတို့ကလည်းခင်ဗျတိုက်ပွဲဖြစ်တဲ့ရက်ကတို့ကထုတ်ပြန်လာပြီးစား29ရက်နေ့ကတိုက်ပွဲဖြစ်ပါတယ်ကြောင်မွန်မြို့နယ်ပုံးဟုတ်ကြီးရအနီးမှာပုံးဟုတ်ကြီးရအနီးတော်တွင်တနေရာမှာတော်တွင်မှာတိုက်ပွဲဖြစ်ပါတယ်တို့ဘက်ကရုပ်သံနဲ့တင်ထားတယ်ရုပ်သံတင်ထားတယ်ခင်ဗျဒါကိုတို့ထုတ်ပြန်တဲ့အခြေအနေနဲ့တက်မတော်ထုတ်ပြန်တဲ့အခြေအနေ ဲ့မှာတမ်ဘလော့ထုတ်ပြတဲ့ကြီးရွာနဲ့ခုနကသူတို့ထုတ်ပြတဲ့ကြီးရွာကခင်ဗျာရွာချင်းကက်ရက်ရွာတမ်ဘလော့ဆက်ကြောင်းတော့ဒီတဲကိုဝင်လာပြီးပြီဗျာခင်ဗျာသူတို့ဘာလို့တမ်ဘလော့ဆက်ကြောင်းဝင်တော့သူတို့ပြစ်တယ်ဗျာသိတယ်ဘာလို့ဒီတယောက်တည်းအုံနေချင်းနဲ့ဝယ်တယ်ဝင်တယ်ခင်ဗျာဒီမှာအဆောက်အဦတဲဆိုမနေဘူးကျွန်တော်တလုံးချင်းယူအချင်းအရန်ကြာသွားမှာဆိုလို့မနေဘူးပဲဗျာအဲ့ဒါပါဒါဆိုခင်ဗျာဘာလို့ SSPP ဖွေရမသိရလဲတေချာတာကတော့ SSPP ဖွေရဒီကြားဖြတ်နေသူအကောက်ဝယ်ပေးထားတယ်ဒါကကျွန်တော်ဒီတနေရာနဲ့တွေ့လို့ပါအခြားနေရာတွေလည်းရှိနိုင်ပါတယ် ရှိနိုင်ပါလေတမလို့ကတော့ကျွန်တော်တို့ဒီကြားပြတ်တဲ့ပတ်သက်ရင်အမျိုးသားရေးတာဝန်တရအနေနဲ့ရှင်းလင်းမယ်ဆိုတော့ကျွန်တော်တရားဝင်ပြောဆိုတာပြီးသားဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့ကျွန်တော်လက်ဖက်လက်ဖက်တာဖုံးကျော်ပေါ့လက်ဖက်တာဖုံးကျော်ကသူ့ရဲ့သူ့ရဲ့ကျွန်တော်တို့သူ့ရဲ့လူမှုဆိုရှယ်အကောင့်သူ့ရဲ့ဆိုရှယ်မီဒီယာမှာပေါ့သူ့အနေနဲ့သူ့အနေနဲ့ဒါမိုးကုတ်ဒီကဆိုပြီးတော့မိုးကုတ်ဖြစ်စဉ်မိုးမွေးဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားကိုရေးသားတွေ့ရတယ်ဒီတာဖုံးကျော်ရဲ့ရေးသားမှုကသူက TNL ကိုစားပြုတ်ပါတယ် ဒါသူ့ရဲ့စိတ်နေစိတ်ထားပြင်ကျော်ဒီဒီပလောင်တောင်းချမ်းသူပလောင်လက်နက်ကိုင်ဘွယ်ကိုစားပြပါတယ် TNL ကိုကိုစားပြပါတယ်အဲ့တော့သူ့ရဲ့ကျွန်တော်တို့အပြိုးလေးပဲကျွန်တော်ဖတ်ပြပါမယ်မုတ်ကုတ်နီကာပေါ့ဗျာမုတ်ကုတ်နီကာဆိုပြီးသူကရေးတယ်အဲ့တနည်းအားဖြင့်ဒါတအောင်းနိုင်ငံကြီးရဲ့ပန်းတိုင်တစ်ခုပါတဲ့မုတ်ကုတ်မြို့ကိုတောင်းပြည်နယ်ထဲပြန်ပအောင်ကြိုးပမ်းရေးဖြစ်ပါတယ်အဲ့တော့သူတို့အနေနဲ့မုတ်ကုတ်မြို့ပြန်လဲရရှိရတဲ့သူတို့အချိန်တစ်ချိန်မှာသူတို့ရအောင်ပြန်တိုင်းမယ်ဆိုတဲ့သဘောကိုရေးသွားတယ်ရှေ့ရခင်နဲ့ပေါင်းထောင်ချီကြတဲ့ကတောင်းလူမျိုးတို့တဲလာတဲ့မုတ်ကုတ်ခါတဲ့တောင်းလူမျိုးလက်ထဲ ပြန်ရောက်ရမယ်လို့ကြီးမားထားပါတယ်အဲ့တော့သူဘယ်သမိုင်းအချက်လက်နဲ့ပြောလဲတော့မသိဘူးကျွန်တော်ရဲ့သမိုင်းအချက်လက်တွေမှာမိုးကုတ်ကိုမိုးကုတ်ကိုကျွန်တော်တအောင်းနဲ့တဲ့သွားတယ်လို့တော့မပါဘူးခင်ဗျားဒီမိုးကုတ်နဲ့ပတ်သက်တဲ့သမိုင်းအချက်လက်တွေများစွာရှိပါတယ်ကိုကားလို့ရပါတယ်ကိုကားလို့ရတဲ့အရာတွေအများကြီးရှိပါတယ်ဒါကိုတာဖုံးကျော်ကဘာလို့စေကူးရင်ဆန်ပြီးတော့သူပြောသွားလဲတော့မသိပါဘူးအဲဒီမိုးကုတ်ကိုတအောင်းလူမျိုးတွေတဲ့တယ်လို့သူကရေးသားလာတာတွေ့ရပါတယ်ဒီအချက်လက်ကကျွန်တော်တကယ်စီသမိုင်းအမှတ်တမ်းနဲ့ဆိုရင်လုံးဝမှားနေပါတယ်သူရဲ့စေကူးရင်ဆန်ဆန်ရေးသားမှုပဲဖြစ်ပါတယ်နောက်တစ်ခုထည့်ရတာက အခုတော့တဲ့လက်ထဲရောက်တဲ့ကိမ့်ဘုတ်ကိုမစားပဲပုံပုတ်ချခံရသူမျိုးအသက်ကွာပါလေတဲ့အဲ့တော့ဗျာဒီတတိယပြည့်ဒီမိုးကုန်းနဲ့မိုးမေးကသူတို့ရရှိခဲ့တယ်ရရှိပြည့်နောက်ပိုင်းမှာသူပြန်ပြီးလက်လွတ်လိုက်ရတယ်ဗောဗျာဒါအောင်ဆိုလိုပါတယ်ထပ်ပြီးလာကကံမကုန်သေးရေးစူးစမ်းသူတွေအတွက်ရလက်ဆိုတာရှိသမျှယုံကြည်ပါတယ်ဟောဒါဒါသူရေးတာဒါဆိုရင်တော့သူတို့မိုးကုန်းကိုသူတို့အချိန်တစ်ချိန်ပြတ်တိုက်မယ်ဆိုတဲ့သဘောထားပါတစ္ဆပေါက်လို့ပပဆက်ဆက်ပြောသူတွေကိုတော်လိုင်းရင်းနှလုံးတေချာပြန်သုံးသက်ပြီးအရှိတရားတွေကို လက်ကင်ထားထားစေချင်ပါလေဗောလက်ကင်ထားစေချင်ပါလေသူတို့လက်ရှိတော့ခင်ဗျဟိုနိပိတ်တွေကသူတို့ပူဆိုးပါဆက်ဗောဗျာပူဆိုးပါဆက်ပြောတဲ့ဟာနဲ့ပတ်သက်တော့ပြန်ချိပါထားတာမြေဥတော်လိုင်းရင်ပါတဲ့ဆယ်နှစ်ကျော်တိဆောက်ထားတဲ့အရင်မြစ်တွေအကောင်းဆုံးပတ်မိုးခဲ့တဲ့လက်သုံးချောင်းထောင်သူတွေကိုလာစဉ်ဆန်အိတ်ထောင်ကြီးပိုင်းကျွေးမွေးပြီးတော့လေ့ကျင့်ပေးခဲ့ပါတယ်အဲ့တော့ဆိုရတာကဗျာဒီပလောင်လာနကိုင်အဖွဲကဒီဆယ်နှစ်ကျော်တိဆောက်ခဲ့တယ်ဗောဆယ်နှစ်ကျော်တိဆောက်ခဲ့တဲ့သူတွေရဲ့ခွန်အားတွေနဲ့လက်သုံးချောင်းထောင်တွေဆိုတဲ့အဓိပ္ပာယ်ကဒီကျွန်တော်တို့ NUG အုပ်စုတွေဒီ NLD ပေါ့ NLD ပါတီဝင်တွေတောခိုးတဲ့ NLD ပါတီဝင်တွေကိုသူတို့ကျွေးမွေးခဲ့ပါလေကျွေးမွေးခဲ့တယ်လက်သုံးချောင်းထောင်သူလို့ဆိုလိုတာအဲကျွန်တော်တို့ဒီဘက် KB နယ်ဘက်မှာဆိုရင်ဒီလက်သုံးချောင်းဒီ PDF တွေကိုလက်သုံးချောင်းဖွဲ့လို့ပြောတာပြီးရင်ကျွန်တော်ဘယ်နေရာရောက်ရောက်ဒီဘက်ကိုလက်သုံးချောင်းအဖွဲ့လို့ပဲခေါ်တာအဲ့တော့ဒီအဖွဲ့ဒီ PDF တွေကိုသူကလက်သုံးချောင်းဖွဲ့လို့ရည်ညွှန်းပြီးတော့လက်သုံးချောင်းထောင်တွေကိုတဲ့လာစဉ်ဆက်အိတ်ထောင်ကြီးပိုင်းကျွေးမွေးပြီးတော့လေ့ကျင့်ပေးခဲ့ပါတယ်အဲ့တော့ PDF က PDF တွေကိုသူလေ့ကျင့်ပေးခဲ့တယ်ပေါ့ဗျာ၃လက်တွေတွင်တဲ့ ရဲဘော်အင်အားထောင်ကြီးပေးဆက်အရင်ပြုခဲ့ပါတယ်အဲ့တော့ဒီဒီကျွန်တော်တို့ဒီတိုက်ဝဲမှာသူတို့ဒီ TNL အဖွဲ့ဝင်တွေထောင်ထဲချီတည်ခဲ့ရတယ်ဗောဗျထောင်ထဲချီတည်ခဲ့ရပါတယ်ဒါသူတို့ကိုလည်းဝင်ခန့်တာပါပြီးလက်နက်အကျွေးဒေါ်လာဘီဘီလီယံထဲချီအကျွေးတင်ခဲ့ပါတယ်အဲ့တော့ဒီတိုက်ပွဲအတွင်းမှာသူတို့ကျွန်တော်လက်နက်ဝယ်ယူတဲ့ကိစ္စအကျွေးတွေသူဒေါ်လာဘီလီယံချီပေးရပါတယ်ဗောအဲ့တော့သူပေးရမယ့်ဟာကနံပါတ်1သူတို့ YouTube SC ပဲပေးရမှာပါကျွန်တော်တို့ဒီဘက်ပလောင်လက်နက်ကိုက်ဖွဲ့တွေကိုင်းနေလက်နက်တွေအားလုံးက YouTube SC ထုတ်တယ်ပါ ဝါလက်နက်ကင်အဖွဲထံကနေပြီးတော့ကျွန်တော်ရလာတဲ့လက်နက်တွေပါဝါလက်နက်ကင်အဖွဲကသူတို့မှကျွန်တော်တို့လက်နက်ခရရန်စက်ရုံတွေရှိပါတယ်ဒီတရုတ်ကနေပြီးတော့ကျွန်တော်တို့နီးပညာအကူအညီပံ့ပိုးပြီးတော့ URSA area မှာလက်နက်စက်ရုံတွေရှိတယ်လက်နက်စက်ရုံတွေတည်ရှိပြီးအဲ့လက်နက်စက်ရုံတွေကိုဒီကာလမှာကျွန်တော် URSA ကသူ့လက်အောက်မှာရှိတဲ့ကျွန်တော်ကကမြောက်ပိုင်းရှမ်းလက်နက်ကင်အဖွဲတွေအပြင်ကျွန်တော်တို့ဒီဒီကျွန်တော်တို့သူ့ရဲ့မဟာမိတ်အဖွဲတွေအပြင်ကျွန်တော်တို့ကိုကန့်အဖွဲတွေကိုသူကနေထောက်ပံ့တာပါထောက်ပံ့ရေးလမ်းကြောင်းအားလုံးကကျွန်တော်တို့ ဝါအဖွဲရပဲလာတာပါကျွန်တော်တို့ဝါအဖွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့သဘောထားဘယ်လိုရှိလဲဆိုရင်တော့ခင်ဗျာဝါကအချိန်တစ်ချိန်မှာခင်ဗျာပြဿနာရှိတဲ့အဖွဲစီးပါကျွန်တော်ဝါနဲ့ပတ်သက်ရင်တော့နံပါတ်၁ချက်ကဒီဝါအဖွဲတွေရဲ့တက်ဆိုင်တဲ့ကျွန်တော်တို့စီဝါအရေးမြင့်တွေကျွန်တော်ဖျက်တောင်းနိုင်မှုလို့ပါတယ်တနည်းအားဖြင့်ခင်ဗျာကြည့်လိုက်လက်ရှိကမိုးကုတ်မိုးကုတ်ကိုဒီပလောင်ဖွဲတွေထိန်းချုပ်စဉ်ကာလကခင်ဗျာမိုးကုတ်ကောက်ဝင်းထဲမှာလာပြီးတော့ကြောက်တူးတဲ့နေရာမှာဝါလနကိုင်အဖွဲတွေရဲ့ကုမ္ပဏီတွေပါတယ်နော်ဝါဝါလနကိုင်အဖွဲတွေကုမ္ပဏီပါတယ် ဝါလနကိုင်ဖွဲ့တွေကခင်ဗျားဒီမှာပြည်ရင်းမှာလည်းတို့ပုံတံမျိုးစုံနဲ့ကျွန်တော်တို့ဒီတို့ရဲ့စီးပွားရေးလက်ပတ်မှုတွေရှိပါတယ်ခင်ဗျဝါလနကိုင်ဖွဲ့ရဲ့ကျွန်တော်တို့စီးပွားရေးကြီးထွားလာမှုတော့ကျွန်တော်ထိန်းချုပ်ဖို့လိုပါတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီရငွေကြေးတွေကကျွန်တော်တို့ပြည်ရင်းမှာကျွန်တော်တို့ပြန်ပြီးတော့အင်ချန်မီထဲမှာရင်းနှီးမမြုံမြုံနိုင်မှုတွေဖြစ်မလာအောင်လည်းကျွန်တော်ထိန်းချုပ်နိုင်မှုလိုပါတယ်တိတ်ကိုကျွန်တော်တို့ကျွန်တော်နိုင်ငံတွဲဒီအရန်အနေကြီးပါတယ်တကယ်ကိုအနေကြီးပါတယ်နံပါတ်၁ကကျွန်တော်အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ကြီးသလိုပဲကျွန်တော်တို့ရဲ့လူမှုဘဝတွေလည်းအများဆုံးအန္တရာယ်ကြီးပါတယ်နောက်ဆုံးခင်ဗျာကျွန်တော်တို့ရဲ့မြေပိုင်ဆိုင်ခွင့်ထိပါအန္တရာယ်ကြီးပါတယ်တကယ်ကိုအန္တရာယ်ကြီးပါတယ်အဲ့တော့ကျွန်တော်ထပ်ဆက်ပါမယ်အာနာရှင်နေရန်ကိုခေါင်းနဲ့အတင်းဝင်တိုင်းလို့ဥကောင်းကသွေးချင်းသွေးချင်းနေရတင်မလောက်ပါပဲအဲ့တော့ဗျာတနည်းအားဖြင့်လာကျွန်တော်တက်မတော်ကိုသူတို့ပြန်တိုက်တယ်ပေါ့သူတို့တို့တို့သူတို့တက်မတော်တက်မတော်ကိုသူတို့ပြန်တိုက်တယ်ပေါ့တနည်းအားဖြင့်ကျွန်တော်နေရကိုတိုက်တယ်ပေါ့တိုက်တဲ့ကောင်မှသူတို့ခေါင်းတွေလည်းသွေးရဲရပါတယ်သူတို့ကိုယ်တိုင်တင်မလောက်ခံစားရပါတယ်ဗမာတွေဒီသေးကော်လို့ လိုက်မပါနိုင်ပေမဲ့မိယာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်တကယ်တကယ်တစ်ဆက်နှစ်ဆက်ကုန်လို့တော့ဘယ်ဒီသေးမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်ရွာကအဲ့တော့သူတို့ရွာကပလောင်ရွာတွေလင်းရင်တန်းဘုံတန်းတက်ခဲ့ရတယ်ဗောဗျာရှင်ဘတ်တွေတစ်ဖြံဖြံကွဲအတန်းနှလုံးတွေနာကျင်ရပါတယ်ဗောပြင်ပါလေကြည်မရှိဘတ်ဂျက်မရှိတေးစရာ လူသူနဲလာတော့မိုးကုတ်မုံမိတ်မုံမိတ်နဲ့ညှိပြီးအပြစ်ရရတယ်ပွဲကမပြီးသေးပါဘူးလေ ဒါပေမဲ့အစဲတွေစုံလုံးရပါတယ်စုံလုံးပါတယ်အဲ့တော့တို့အနေနဲ့ဗျာဒီတက်မတော်နဲ့တို့ဒီချိုင်းမီနိုင်မြောက်ပိုင်းတက်ပွဲတွေမှာတို့နေနံပါတ်1ဘတ်ဂျက်မရှိတော့ဘူးနံပါတ်2သေစရာလူနဲလာတယ်ဗောဗျတနည်းအားဖြင့်တို့မှာတို့ဒီပလောင်လန်းနကိုင်အဖွဲတဲ့အင်အားတိုက်ခိုက်အင်အားနဲလာတယ်ဗောဒါကြောင့်ကျွန်တော်မိုးကုန်းနဲ့မိုးမွေကိုညှိပြီးတော့အပြည့်ရပါလေဒါပေမဲ့တို့နေပွဲမပြီးသေးဘူးတဲ့တို့ထတ်တိုင်အောင်ပဲထတ်တိုင်အောင်တို့ကမှထတ်ရည်တယ်အိုကွယ်တဲ့မင်းတို့ကိုကျွေးခဲ့လို့လူဖြစ်လာတဲ့သူတွေတဲ့အိုကွယ်မင်းတို့ကိုကျွေးခဲ့လို့လူဖြစ်လာခဲ့သူဆိုတာကဒီ TNL ကြီးကျွေးခဲ့လို့ ခုနကလက်သုံးကြောင့် PDF တွေကလူဖြစ်လာတဲ့သူတွေပါတဲ့မိုးကုတ်ကိုပြန်သိမ်းတာမြင်မြင်ကြပါတယ်တဲ့တို့ကိုဆဲလို့မောင်းရင်ဖြစ်နည်းနည်းနာနာပြီးဆဲတဲ့ပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပြီးတိုက်ပါလေအဲ့ဆိုတာကမင်းတို့ကောက်မဆဲနဲ့မင်းတို့မင်းတို့မိုးကုတ်မျိုးပဲရအောင်သိမ်းပါတဲ့ဒီလိုမျိုးဆိုလိုပါတယ်အော်ကျွန်တော်တာဖုံးကျော်ရဲ့သဘောထားပါဗျာတာဖုံးကျော်ရဲ့စာတူပီလိုနဲ့ပတ်သက်ပြီးဒါတင်ပြတာဖြစ်ပါတယ်အော်ဒီတာဖုံးကျော်ရဲ့သဘောထားကတော့နံပါတ်1သူတို့အနေနဲ့ သူတို့အနေနဲ့ဒီမိုးကုတ်မျိုးကမိုးကုတ်မျိုးမိုးကုတ်မျိုးကိုပလောင်ပြည်နယ်ထဲပေါအောင်သူတို့ပြန်ပြီးကြိုးပမ်းမယ်ဒီမိုးကုတ်ကိုဒီမိုးကုတ်မျိုးကပလောင်နေတည်ထားခဲ့တာအဲ့တော့ဒီလိုမျိုးလာပါတယ်မိုးကုတ်ကပလောင်နေတယ်လို့ပလောင်နေသူတို့ပိုင်နေပေါ့ဗျာအဲ့အဲ့အဲ့သဘောသူကဆိုလို့လားဆိုလို့လားအော်ဒီလက်တောင်းချောင်း PDF တွေဆိုတာသူတို့ကျွေးလို့လူဖြစ်လာတဲ့သူတွေပေါ့မင်းတို့ငါတို့ကျေးဇူးမမေ့နဲ့ပေါ့ဗျာမမေ့နဲ့ပေါ့အဲ့တော့ဒီကာလမှာသူတို့အနေနဲ့ဒီတက်မတော်နဲ့အပြည့်ရတာကအာသူတို့အနေနဲ့ကျွန်တော်တို့တိုက်စရာလူမရှိတော့ဘူးပေါ့ ဘီလီယံနဲ့ချီဒေါ်လာဘီလီယံချီလက်နက်ကြီးတွေရှိတယ်ဗောနစသဖြင့်သူရေးခဲ့တာပါဒါသူရဲ့ရေးသားတဲ့ဟာကိုကျွန်တော်အဓိပ္ပာယ်ကောက်ပြီးပြန်ပြီးတင်ပြတာဖြစ်ပါတယ်တေချာတာကတော့ကျွန်တော်တို့ဒါကကျွန်တော်စိတ်ချရတယ်ကျွန်တော်တို့စိတ်ချရတဲ့အချိန်ဒီမှာတော့မရှိဘူးတာဖုံးကျွဲသဘောတော့ကြီးဘယ်တော့မှစိတ်ချရတာမဟုတ်ဘူးခင်ဗျဘယ်လက်နက်ကြီးဖွဲ့မြဲစိတ်ချလို့လေဗျာခင်ဗျကျွန်တော်တို့ဒီတကယ်တကယ်ကျွန်တော်တို့ဒီအင်အားကြီးတဲ့အင်အားကြီးတဲ့လက်နက်ကြီးဖွဲ့ဆိုရင်ကျွန်တော်တို့တကယ်ဟွာဖြစ်တာလက်ခံတာကဒီပိုးအုပ်ဖွဲ့ပါတကယ်ပိုးအုပ်ဖွဲ့ကခင်ဗျတကယ်ကိုဟိုတိုင်းချစ်ပစ္စည်းစီပြင်းတဲ့လက်နက်ကြီးဖွဲ့ပါ လက်နက်ကိုင်ဖွဲ့တွေမှာအားလုံးအားလုံးပါသူရဲ့ကိုကျိုးစီပွားတွေရှိပါတယ်ဒါပေမဲ့ချိုးတော်လက်နက်ကိုင်ဖွဲ့တွေကတိုင်းပြည်ဘက်ကိုပဲကြည့်ပါတယ်ခင်ဗျာအစိုးသွောတော့ဗျာခင်ဗျာအရှမ်းညောက်ပိုင်းရှမ်းလက်နက်ကိုင်ဖွဲ့အစိုးဆုံးပဲဘလောက်ဆိုလဲဆိုစိတ်မချဘူးခင်ဗျာပြည်သူစစ်တော်စိတ်မချဘူးခင်ဗျာပြည်သူစစ်အကောင်းဆုံးအောင်ကခင်ဗျာလှုပ်ချင်တယ်လို့လုံးနေအခုလည်းလှုပ်ချင်တယ်လို့လုံးနေတာပါခင်ဗျားတို့တွေ့ပါလိမ့်မယ်ဘယ်လက်နက်ကိုင်ဖွဲ့အမေစိတ်ချလို့လဲဒီဒီရှမ်းပြည်နယ်ညောက်ပိုင်းမှာရှမ်းပြည်နယ်ညောက်ပိုင်းမှာခင်ဗျာ၁၀၂၀ကိုဖြစ်ခဲ့တယ်ဗျာလာရှုတို့ပါလို့ဖြစ်ခဲ့တာပဲကမအဲ့ဒီမှာရှိတဲ့ပြည်သူစစ်အဖွဲ့တွေသူတို့ရဲ့သူတို့ဘာတွေလုပ်သွားလဲဘယ်ဘက်ကိုထွက်ပြေးသွားလဲလက်နက်တွေဘယ်လိုဆုံးအားလုံးမြင်နေရတာပဲ မြင်နေရတာပဲအဲ့တော့ဒီရှမ်းပြည်နယ်မြောက်ပိုင်းရဲ့လက်နက်ကိုင်ဖွဲ့တွေကခင်ဗျာစိတ်ချလာပြီစိတ်မချဘူးနောက်ဆုံးပြခင်ဗျာအဲ့မှာကြည့်ပါလားကင်မီနယ်ဘက်ကခင်ဗျာ BJ တောင်ကြည့်ပါလားခင်ဗျာခေါ်သွင်းပြီးတော့ခင်ဗျာခင်ဗျာသူတို့ရှေ့ကဘာတွေပြောခဲ့လဲသူလက်ရှိအခြေအနေဘုံတော့ BJ ကဟိုရှေ့မှာဘာတွေပြောခဲ့လဲဟိုတနေ့မှာဘာတွေပြောခဲ့လဲပြန်ပြန်ပြီးတော့နားထောင်ကြည့်ပါနားထောင်ကြည့်ပါအဲ့တော့ဒါတော့ကျွန်တော်တို့ဒါလက်ဖက်လက်ဖက်ဖုံးကျော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ပြလာဖြစ်ပါတယ်လက်ဖက်ဖုံးကျော်ကတော့ဒါတော့ PDF တွေပြောတယ်မင်းတို့ငါကြွလို့လူဖြစ်လာတာအဲ့တော့မင်းတို့ မိုးကုတ်ကိုပြန်သိမ်းတာငါမြင်ချင်တယ်ဗောဗျာသူကဒီလိုမျိုးလိုပြောတာဗောအဲ့တော့လက်ရှိဒီမိုးကုတ်နဲ့မိုးမိတ်အခြေအနေမှာတော့တက်မတော်ကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ထပ်ပြီးတော့နေမြေရှင်းမယ်တောက်လျှောက်ရှင်းမယ်ဗောတောက်လျှောက်ရှင်းပါလိမ့်မယ်လက်ရှိလည်းကျွန်တော်တို့တက်မတော်ကမိုးကုတ်မျိုးအေရီယာမှာကျွန်တော်တို့အိမ်နေအိမ်နေချက်အိမ်နေပြီးကျွန်တော်တို့ဒီလမ်းတွေမှာကျွန်တော်မိုင်းရှင်းလင်းရေးတောက်လျှောက်လုပ်နေတယ်တစ်ဖက်မှာတော့ကျွန်တော်စစ်စင်တွေထပ်လုပ်ရပါလို့မယ်ဘာကြောင့်ဆိုတော့အဲ့အေရီယာမှာဒီဗမာ PDF စစ်သွေးကြွအဲ့ဒါဒီပလောင်ခွေးတွေပလောင်ရဲ့ကျွန်တော်လက်ကင်တို့ခွေးတွေရှိနေတယ် ရှိနေတယ်အဲ့တော့ဒီနေရာရှင်းဖို့ဆိုရင်ကျွန်တော်တို့ဒီမရီယာကနေပြီးတော့အဲအဒီဒီကျွန်တော်တို့တပိတ်ချင်းတပိတ်ချင်းမိုးကိုလာမခိုင်းလဲတိတ်ကိုအရေးကြီးတယ်ပြီးရင်ကျွန်တော်မရီယာစင်ကူကြီးရဲ့စစ်စင်ရလဲတိတ်ကိုအရေးကြီးပါတယ်နောက်ထပ်ကျွန်တော်ဒီနေရာမှာအရေးကြီးတာကလက်ရှိမှာဒီစင်ကူရဲ့တစ်ဖက်ကမ်းပေါ့စင်ကူရဲ့တစ်ဖက်ကမ်းဖြစ်တဲ့ရေဦးခင်ဦးဒဇယ်ပေါ့ဗျအဲ့ဒီကြောလုံးဝက်လက်အရာတော့ရှိမကားပေါ့ဗျဒီဒီအဲ့ဒီ area ကြီးပေါ့အဲ့ဒီ area မှာအင်အားတွေတော်တော်ကြီးနေပါတယ် PDF အင်အားတော်တော်ကြီးနေပါလေတော်တော်ကြီးရတဲ့သူတို့ဘဲကိုတိုက်ပြီးပြင်မှတ်ထားပြီးတိုက်မယ်ဆိုရင်နံပါတ်၁ချက်ကကျွန်တော်တို့ဒီ Camp Blue Area ကိုဝင်ရောက်တိုက်ခိုက်တာကြီးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်အဲ့ဒီ area မှာရှိရဲကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ဒီလုံချုံရအရန်ကိုအရေးကြီးတယ်အရန်ကိုကျွန်တော်တို့ view ဆိုင်မဲ့အနေထားဖြစ်တယ်လို့ကျွန်တော်တင်ပြပေးခြင်းပါလေနောက်ဆုံးသေးဖို့ဆက်ပြီးတင်ပြပေးခြင်းပါလေဒါကတော့ Syrian Syrian this spot ပေါ့ဗျာ this spot this spot မင်းကြီးမျိုးနဲ့စေအုပ်စေအုပ်ကို PDF တွေကဖိုင်းသွားတဲ့အချိန်တွေပါ ဖြစ်စဉ်ကနိုဝင်ဘာလ30ရက်နေ့ကစကိုင်းတိုင်းမင်းကင်းမြို့နယ်တင်တော်ကြီးဝတင်တော်ကြီးဝမှာဆေးကန်းဖွင့်ထားတဲ့စီရီယန်သက်ပေါက်မင်းကင်းမြို့နယ်ဆေးအုံကြီးဖြစ်သူဒေါက်တာခေသူသူလွင်ကိုအကြမ်းဖက်အန်ယူဂျီလက်အောက်ကဖွဲ့တွေကနေအိမ်ထဲမှာဝင်ရောက်ပြီးဖမ်းဆီးသွားပါတယ်ခင်ဗျားတို့လည်းဒီရုပ်တံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့လည်းတွေ့ရပါလိမ့်မယ်ခင်ဗျားတို့လည်းကြည့်ပြပါလိမ့်မယ်အကျွန်တော်လူခွေလူခွေကိုကျွန်တော်တံမှုထားတာလူခွေတံမှုထားပြောတာအဲ့ဒီခင်ဗျားသက်ပေါက်စီရီယန်ဆိုင်ဘယ်လိုဖမ်းသွားလဲခင်ဗျားတို့တွေ့တယ်မှာခွေးလိုဝက်လိုဖမ်းသွားတာချုပ်ပြီးတော့လေဘာလဲတွေ့လို့ဆိုတော့ခင်ဗျားတို့ ဟိုအိမ်အိမ်မှာဗျာအိမ်အိမ်မှာခင်ဗျားတို့ဟိုဝက်တွေဝက်တွေရောင်းနွားတွေရောင်းရင်လေဝက်တွေရောင်းရင်ဝက်တွေရောင်းရင်အမှတခင်းရဝက်ရောင်းလိုက်တော့ဟိုဟာဝက်ဝယ်လေးလို့အသေးအံလေးလည်းပြိုးနဲ့တုတ်ပြီးတော့အသေးအံကားပေါ်တင်ပြီးတော့ကင်သွားသလိုပဲအဲ့လိုပဲဗျာခွေးနွားတွေတိရစ္ဆာန်လို့ဖမ်းသွားတာဘာမှလည်းလူခွင့်ရေးအဲ့အမျိုးသမီးတယောက်ကိုဒီအမျိုးသားတွေဖမ်းခွင့်မရှိဘူးအမျိုးသမီးကိုဒီအမျိုးသမီးနဲ့ပဲဖမ်းလို့ရတယ်ဒါဥပဒေကပြောတာပါဥပဒေကပြောတာပါအဲ့တော့ဖမ်းသွားတာတော့ခင်ဗျားကြည့်လိုက် ဝက်ကိုဗျာဝက်ကိုကျိုးတုပ်ပြီးတော့ခင်ဗျာကားပေါ်ခင်ဗျာတွန်းတင်လိုက်တဲ့ဘောဖမ်းသွားတယ်ဗျာဖမ်းသွားတယ်အဲ့ဒီအဲ့ဒီဆရာမကြီးပေါ့အဲ့ဆရာမကြီးကကျွန်တော်2016ခုနှစ်ကတည်းက2016ခုနှစ်ကတည်းကမင်းကင်းမြို့ပြည်သူ့စေယုံမှာကျွန်တော်ဆေးရုံအကြီးကြီးတာဝန်ထမ်းဆောင်ခဲ့တာပါတာဝန်ထမ်းဆောင်ခဲ့တာပါအဲ့တော့သူက2021နောက်ပိုင်းမှာဒီစုဖို့အကြဖတ်မှုလှုပ်ရှားမှုတွေမှာပါဝင်တယ်ပြီးတော့ကျွန်တော်တို့ဒီအကြဖတ်တွေအကြဖတ်တွေအကြဖတ်တွေကိုအားပေးအားမြောက်လုပ်တယ်သူတိုင်းလည်းအားပေးအားမြောက်လုပ်တယ်ပေါ့သူဥဆောင်ခဲ့တယ်ပေါ့ဗျာ ီမင်းကြီးမျိုးနဲ့မှာလက်ရှိအကြဘတ်စူပူမှုတွေဖြစ်ဖို့အတွက်သူကိုယ်တိုင်ပဲလူသစ်စုဆောင်ပေးခဲ့တယ်။သူအချိန်မဲ့သူကိုယ်တိုင်ပဲဒီငွေကြေးတွေကောက်ခံခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံတော်ကနေပြီးတော့သူငါးငါးနဲ့အမှုဖွင့်တယ်။အမှုဖွင့်တော့ထွက်ပြေးသွားတယ်။ထွက်ပြေးပြီးတော့ဒီမင်းကြီးဘက်ကိုရောက်သွားတယ်။မင်းကြီးဒီဒီဒီ NGP ရဲ့ဒီဖွဲ့တော့အဲ့ဒီကိုရောက်သွားတယ်။အမှလည်းတော့ဥဆောင်နေသူနဲ့ပါတယ်။ပါတယ်။ပါတော့အမှသူဖမ်းတော့ဗျာခဏအမှတွေ့ပါလိမ့်မယ်။ခွေးလိုဝက်လိုဖမ်းသွားတာ။အားအော်ကျမတို့တနာကြပါအောင်နဲ့ကျမတို့တနာကြပါအောင်နဲ့ကျမကလည်းငါးငါးကြောက်လို့ဒီဘက်ရောက်လာတာစသဖြင့်ပေါ့ဗျာ။ ဒီဒီဆရာမကြီးပေါ့ဒီဆရာမကြီးကကျွန်တော်တို့ဒီတိုက်ပွဲတွေမှာဒဏ်ရာရခဲ့တဲ့ PDF အဖွဲ့တွေတော့ဆေးကုပေးတာသူကိုယ်တိုင်ပဲကုပေးခဲ့တာသူလည်းနဲ့အဲ့ PDF တွေအသက်ရှင်သွားတဲ့လူတွေမနေဘူးပဲခင်ဗျာမင်းကြီးမျိုးနဲ့မှာဒီဆရာမကြီးကုပေးလို့အသက်ရှင်သွားတဲ့လူတွေမနေဘူးပဲအဲ့တော့ဗျာခင်ဗျာဒီဆေးအောင်အုပ်စုတဲ့ဆရာမကြီးရဲ့ခင်ဗျာဒီအမျော်မြင်တဲ့ညာညာတို့ရခင်ဗျာနဲတဲ့တာမယ်လူကအများကြီးတာတယ်လေဒီပညာမဲတွေအောက်သွားပြီးတော့ဥသွားရှို့တယ်ဗျာဖြစ်ပေါ်ကပညာမဲဆိုတော့ကခင်ဗျာသူတို့အောင်းတဲ့ခေါင်းတော်တွေမှာဘာမှမရှိဘူးအဲ့မှာဆရာမကြီးပြောတာက အားလေကျမရဲမရင်းကောင်နဲ့ကျမစကားမပြောနိုင်ဘူးလေအဲ့တော့တေချာကသူမရင်းကောင်ကသူ့ကိုအမိန်ပေးပြီးလာခေါ်ခိုင်းတာကြည့်ဦးမရင်းကောင်ကသူ့လိုဟလာကျွန်တော်တို့သူ့လိုစင်းအောင်အကျိုးလာခေါ်တာကြည့်ဦးကျွန်တော်တို့စင်းအောင်အကျိုးဆိုတာဗျာခင်ဗျာမျိုးကျွန်တော်တို့မျိုးရဲ့တကယ်ကိုခင်ဗျာဖူးဖူးမှုန်ထားတာကျွန်တော်တို့မျိုးတွေမှာကျွန်တော်စင်းအောင်အကျိုးဆိုခင်ဗျာရိုသေနေရတာစင်းအောင်အကျိုးလာမယ်ဆိုရိုသေနေရတာအဲ့လိုအတန်းမှနေရမှာစင်းအောင်အကျိုးဆိုအဲ့လိုလူရိုသေရှင်ရိုသေအတန်းမှနေတရတာဒီလိုမျိုးကျွန်တော်တို့ဒီနလဘိန်းတော့အပေအတေတွေနဲ့ကြမ်းတပြေးတည်းထိုင်ရမှာမဟုတ်ဘူးဗျာ ော်ဒါနဲ့ပတ်သက်ပြီးတော့ဒီ NUG အဖွဲ့တွေကလည်းသူကဒီလိုရုပ်သံတွေထွက်လာတော့ NUG အုပ်စုတွေကလည်းသူတို့အနေနဲ့အာတရေထုတ်ပြန်ချက်ဆိုထုတ်တယ်ပေါ့ဗျအဲ့တော့ NUG အုပ်စုကကျွန်တော်ထုတ်ပြန်ချက်လေးကျွန်တော်တင်ပြပါမယ်ဒေါက်တာဒေါ်ခင်းသူသူလင်းနဲ့ခဒေါက်တာတူးတဲ့စီရန်ဆေးအုပ်တဲ့အဲ့တော့သူကတဲ့သူက2021လေးလပိုင်း17ရက်ကနေစပြီးတော့2024ခုနှစ်6လပိုင်း19ရက်နေ့ဒီအမျိုးသားညီညွတ်အစိုးရမင်းငင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခွင့်ပြတာဝန်ထမ်းဆောင်ခဲ့ပါတယ်တဲ့ သူဟာဒီတောင်ဝင်ထမ်းဆောင်တဲ့အခါမှာတဲ့ကျွန်တော်တို့ငွေကြေးကိစ္စတွေငွေကြေးကိစ္စတွေရှိတယ်ပေါ့ဗျာအဲ့ဒါကသူနံပါတ်1ရှင်းမပေးဘူးပေါ့ရှင်းမပေးဘူးရှင်းမပေးတာရှိတယ်နံပါတ်2ကသူကဒီမင်းကြီးမြို့မင်းကြီးမြို့နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တောင်ဝင်အဖြစ်တောင်ဝင်ထမ်းဆောင်နေတဲ့အချိန်မှာတဲ့မင်းကြီးမြို့နဲ့အတွက်မင်းကြီးမြို့နဲ့မှာတဲ့သူသူသူကအာမင်းကြီးမြို့နဲ့ပြည်သူ့ကာကွယ်အဖွဲ့နဲ့ငှားထားတဲ့ AK47 တလက်ကိုသူပြန်မှတ်ဘူးတဲ့ပြန်မှတ်တဲ့တဲ့သူကဒီနှစ်ချက်နဲ့ဆွဲတယ်နံပါတ်1ချက်ကကျွန်တော်တို့ဒီငွေကြေးကိုမရှင်းပေးလို့နံပါတ်2ချက်ကသူ့အနေနဲ့ သူ့အနေနဲ့ဒါငားရနာတဲ့ AK47 တစ်လက်ကိုမပေးလို့သူ့ကိုဒီလိုမျိုးဖမ်းရတယ်ပေါ့ဗျသူဖမ်းရတယ်ဆိုသူထုတ်ပြန်လာတယ်ငွေကြီးကြောင့်ငွေကြီးကြောင့်လို့ပြောရင်ဗျာခင်ဗျားကလည်းဒီ NUG အုပ်စုမှာခင်ဗျားကလည်းခင်ဗျားတပုတ်ဦးတွေဘဲကောင်းများခင်ဗျားအဂရီကင်လို့လည်းဗျာ NUG အုပ်စုတွေခင်ဗျားကလည်းဒီအဂရီအဂရီမကင်းတဲ့ကောင်ခင်ဗျားလေဘင်းဖြတ်ဆိုခင်ဗျား NUG ကောင်တကောင်းမှမရှိဘူးခင်ဗျားကလည်းတကောင်းဘဲကောင်းရှိမလဲကဲခင်ဗျားဘယ်သူရှိလဲ ဟိုနေရခင်ဗျာအဲ့မှာကြည်ပြာအုပ်စုကြည်ပြာတို့ဆိုခင်ဗျာလည်းကြည်လေငွေချင်းမရှိတော့ငြိမ်သွားပြီလေအဲ့မှာတော့အားလေကျွန်တော်တို့ကလည်းစစ်ဆေးပါလေဘာညာခင်ဗျာဘာသာထွက်သေးလို့လဲဘာသာထွက်သေးလို့ဒီဒီအန်ယူဂျီအုပ်စုတွေကြည်ပြာတို့အုပ်စုတွေလေခင်ဗျာလည်းဒီရှင်းပြောရရင်ခင်ဗျာကြည်ပြာတို့အုပ်စုကဒီ PDF တွေလူ PDF တွေကိုခင်ဗျာ PDF တွေရပတ်စံပြီးရင်တို့ယုံကြည်တဲ့သူတွေလူတွေပတ်စံကိုခွေးပတေးတော့လောက်တာခွေးပတေးတော့လောက်လိုက်တာခင်ဗျားတို့လောက်ခင်ဗျားဒီအန်ယူဂျီအုပ်စုရခွေးတော့တောင် PDF တွေကခင်ဗျားလည်းအတိမတ်ပြုချင်မခံဘူး ဒီကြည်ပြားရဲ့ကြည်ပြားရဲ့ခွေးဟာ happy birthday organ ဒီ happy birthday လောရသေးတယ်ခင်ဗျားတို့ဒီပီတဲ့ဒီမှာ happy birthday တော့မဖြစ်ဘူးမဖြစ်ဘူးအဲ့တော့ဒါကြီးကခင်ဗျားအကြောင်းအရာတစ်ခုအနေနဲ့ပါခင်ဗျားဘယ်ဘယ်သူဝမ်းများခင်ဗျားလေဒီရှင်းလို့လေဗျာခင်ဗျားလမ်းမှာခင်ဗျားစကိုင်းရွှေဖို့ဒီဒီဒီစကိုင်းရွှေဖို့လမ်းမှာလည်းမကောက်လေတဲ့ခေတ်ဒီဘသူကစင်းစစ်ရဲလို့လေခင်ဗျားစင်းစစ်တယ်လို့ကြည့်ရရင်ပုံပုံလုံးတယ်လို့ထိုင်းမှာပုံလုံးနေတာဟာလားဒီမှာအန်ယူဂျီပီရဲဝင်ကြီးတနာဘယ်ဟာဘယ်ဟာအခုသူတို့ဒီမှာရှိတာမဟုတ်ထိုင်းကနေထုတ်နေတာ ထိုင်းရထုတ်လိုက်တာဟောအဓိကကတော့ဒီဆီယမ်မာကြီးနဲ့ပတ်သက်ကျွန်တော်တို့မြေပြင်မှာသိရတဲ့လောက်ကမင်းကမျိုးနဲ့မှာရှိတဲ့ဒီရွှေမျိုးပေါ့လောက်ွက်ရွှေမျိုးတွေရွှေမျိုးနဲ့ပတ်သက်ပြီးတော့သူတို့သဘောထားတွေကွဲတယ်သဘောထားတွေကွဲတယ်ရှိရွှေမျိုးတွေလုတ်တဲ့ဒီအန်ယူဂျီအုပ်စုတွေအဲ့မှာကျွန်တော်ရွှေမျိုးတွေလုတ်ခွင့်ပေးတယ်လုတ်ခွင့်ပြီးတော့ဒေသခံတွေကဒေသခံတွေလုတ်ခွင့်မရှိဘူးပတ်သက်မြေမှာပေးရလို့ပဲချတယ်အဲ့တော့ဘယ်နေရာလဲဆိုတော့ကျွန်တော်တို့လောင်းပြေတို့မြောက်ချုံးတို့ပေါ့ဗျာအဲ့ဒီအဲ့ဒီဒီဘက်ကတကြောပေါ့ပြီးခဲ့တဲ့ရက်ကတက်မတော့ဘုံကျလိုက်တဲ့တကြောအဲ့ဒီကမှဒီအန်ယူဂျီကရွှေလုတ်ခွက်တွေချပေးတယ် ရွှေလုတ်ကတချပြီးတော့ဒီဆ iam မကြီးကဒါဟိုပဲဗျာဆ iam မကြီးကဒါလက်မခံဘူးလက်မခံတော့ဆ iam မကြီးကိုအာကိုတဲ့အဖွဲတွေကသူတို့စန္ဒာကြီးပြကြတယ်စန္ဒာကြီးပြကြတော့ဒီမြောက်ချွန်းတို့အလောင်းပြေပေါ့လောင်းပြေပေါ်မှာရှိတဲ့ဒီစန္ဒာပြဥဆောင်တဲ့သူကိုဒီ NGO အစုကဖမ်းတယ်လက်ရှိကမလုပ်သေးဘူးဖမ်းတော့မင်းတို့ဘသူဘသူမင်းတို့ဘသူတွေပါလဲညာလဲဆိုဒီဆ iam မကြီးပါတယ်ပေါ့ဗျာအဲ့ရဒီဆ iam မကြီးဖမ်းသွားတာအဓိကတော့စကွက်လူတာစကွက်လူနေဖြစ်ကြတာအဲ့တော့ဒါအုပ်ကြီးချင်းအပြင်ခင်ဗျာစီရီယံလုတ်တဲ့သူတွေအာခင်ဗျားတို့ဒါအုပ်တောင်ကကြီးပြောတာကြည့်လိုက်လေခင်ဗျာဘလူတို့ဖမ်းသွားတော့ ဝတ်တကောင်ခင်ဗျာတားတိုက်ရုံတတ်မဲ့ဝတ်ကိုခင်ဗျာကျိုးနဲ့ဆွဲတင်လာခင်ဗျာကြည့်လိုက်ခင်ဗျာကြည့်လိုက်လက်ရှိခင်ဗျာမျိုးနယ်တွေမှာခင်ဗျာတကယ်ဆေးရုံကြီးဘလို့နေရလဲဘလို့နေရလဲဗျာအဲ့တော့ကိုတက်တဲ့အသက်ပညာနဲ့ကိုသွားတဲ့နေရာတော့ခင်ဗျာစဉ်းစားဖို့လိုတယ်ဗျာစဉ်းစားဖို့လိုတယ်အဲ့တော့လက်ရှိကျွန်တော်ပြောချင်တာကဒေါက်တာဒေါခင်တူတူလွင်လူလိုနားလဲပါစီလို့ပဲကျွန်တော်ပြောချင်ပါတယ်နိုင်ငံတော်ကဗျာသူအမှုဖွင့်တာပါင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 ါပေါ့ဗျာငါငါလည်းဖွင့်တာခင်ဗျာဘလောက်ရှိမှာလဲလက်ရှိဆိုပဲဒီငါငါကိစ္စလည်းလွတ်ပေးလိုက်ပြီလေဗျာလွတ်ပေးလိုက်ပြီလေအခုကဲ तू ကငါငါကြောင့် तू ထွက်ပြေးရတယ်ဆိုရင်ခင်ဗျာဟိုကောင်တည်းကကြည့်ပါလားခင်ဗျာ ခွေးသာကျွေးမှာခွေးသာကျွေးမှာဒါဒီဆီယမိုင်းရဲ့အခြေအနေပေါ့ဆီယမိုင်းရဲ့အခြေအနေအဲ့တော့ဒီဆီယမိုင်းရဲ့အခြေအနေဘာလဲဆက်ဖြစ်မလဲပေါ့စိတ်ဝင်စားဖို့ကောင်းတယ်အဓိကတော့အာဂတိမှုဆိုတာကသူတို့အလကားပါခင်ဗျာသူတို့အဖွဲ့တွေဘယ်သူများအာဂတိကင်းလို့လဲခင်ဗျာမကြည်ပြမကြည်ပြဆိုကြည်ပါတော့ဗျာခင်ဗျာလဲခွေးတော့ happy birthday လုပ်နေခင်ဗျာဘယ်လိုဆက်မလဲအားကျွန်တော်စစ်စစ်နေပါကြီးအဲ့တော့ဗျာခင်ဗျားတို့ကြည်လိုက်အန်ယူဂျီအုပ်စုတွေထုတ်ပြန်ကြတယ်ခင်ဗျားတို့တွေ့ပါလိမ့်မယ်တွေ့ပါလိမ့်မယ်အန်ယူဂျီအုပ်စုတွေစစ်စစ်လို့ပေါ်ပေါက်တာဘာတစ်ခုမှမရှိလို့လဲကဲလုံးစမ်းပါ အလူကြီးအုပ်စုတွေစစ်စစ်လို့ပေါ်ပေါက်ပြီးအရေးကြီးပါလေဆိုတော့ခင်ဗျာဘာနှစ်ခုမြဲရှိဘူးလို့လဲဟိုကောင်တွေကခင်ဗျာပစိုးတော်လှမ်းပြလိုက်အောင်မယ်ပစိုးတော်လှမ်းပြအောင်မယ်စစ်စစ်ပါလေလို့ပြောတာထိုင်းမှာထိုင်းမှာရှိနေအဲ့ကောင်တွေထိုင်းမှာနေနေတာဒီလုံနေကောင်တွေဒီပြည်တွင်းမှာလုံနေတာဟိုကောင်တွေဒီလိုမလာရဲဘူးဒီကောင်တွေခင်ဗျာဇစ်ဖြုတ်ပြီးတော့အဲ့ကောင်တွေအဲဇော်ဝေစိုးလို့ဇစ်ဖြုတ်ပြီးပစိုးတော်လှမ်းပြအောင်ဇစ်ဖြုတ်ပြမယ်ပစိုးလှမ်းပြမယ်ပစိုးလှမ်းပြမယ်အဲ့တော့ကျွန်တော်ဒိုင်းနဲ့ပတ်သက်ကျွန်တော်ဝမ်းသာလို့ပြောနေရမှာမဟုတ်ဘူးဗျာကျွန်တော်ဆရာအောင်တယောက်ဖြစ်ဖို့အတွက်ကျွန်တော်တိုင်းပြည်ကခင်ဗျာအကုန်ကြခံလိုက်ရတယ်ခင်ဗျာတိုင်းပြည်ဘန္တာတွေမနေဘူးဗျာ မနေ့ကလေဒီဆရာမကြီးတယောက်ဖြစ်ဖို့တော့ခင်ဗျတိုင်းပြန်နေပေးဆက်လိုက်ရတဲ့ရမနေ့ကပဲအခုတော့ပါဒီဆရာမကြီးကငွေကြေးကြောင့်သူ့ကိုဖမ်းတယ်ဆိုရင်ခင်ဗျရှင်းလေခင်ဗျဆင်းအောင်ဖြစ်တဲ့သူကဘယ်သူများဆင်းရတာရှိလို့လဲကဲကဲခင်ဗျဆင်းအောင်ဖြစ်တဲ့သူကဘယ်သူများဆင်းရလို့လဲခင်ဗျခင်ဗျနောက်ဆုံးမြခင်ဗျလေဒီဆေးတောက်တို့တက်တဲ့လူက level တခုပဲတက်တက်ခွင့်ရတာဗျခင်ဗျလေနံပါတ်1ညံရင်မြင့်တယ်နံပါတ်2မိဘ background ရှိတယ်ဒီအုပ်စုပဲတက်ခွင့်ရတာတာမန်ဘွားတွေမရောက်ဘူးမဟုတ်ပါဘူးအဓိကကတော့အဲ့ဒီငွေသူတို့ရဲ့သူတို့ရဲ့လောဘတွေပေါ့လောဘကြောင့်ဖြစ်လာတာ အာသူတို့ရဲ့အချင်းချင်းပေါ့ဗျာအချင်းချင်းကြိုက်တာပေါ့အချင်းချင်းကြိုက်တာနေဖြစ်လာကြတာအဲ့တော့ဒါကြောင့်ကျွန်တော်တို့ဟိုစီရီယံလုံးမဲ့လို့တတိထားမလုပ်ချင်ထွက်အဲ့ဒါပြဿနာမရှိဘူးခင်ဗျားတို့ကဒီစီရီယံလုပ်ပြီးသွားရင်ခင်ဗျားတို့မလိမ့်မှာထက်ကျင်ခံရလိမ့်မယ်ခင်ဗျားတို့အဲ့မှာထိုင်းမြန်မာနေဆက်မှာကြည့်ပါလားရန်ကုန်တက္ကသိုလ်ကနေပြီးတော့စီရီယံလုပ်ပြီးတော့အဲ့ကိုပြေးတာလေသူသမီးတို့တားမီးတောင်ပြေးတာလေတမီးတောင်ခင်ဗျားဟိုဟိုအာရမပြုခြင်းမျိုးစူးစမ်းခဲ့တည်တာပဲစူးစမ်းခဲ့ဆိုအချားမဟုတ်ဘူးတိုတွင်းမျိုးနယ်က NLD ပါတီအတွင်းမှုအောင်မင်းဆိုတဲ့လူကမရင်းချင်းမလုပ်ခဲ့သေးတာပဲခင်ဗျားကြည့်လိုက်လေ ဒါပေမဲ့အဲ့အဲ့ဒီအမှုတော့လည်းအောင်မျိုးမင်းတို့အားကျွန်တော်တို့ကအမှုမှပေါ်ပေါ်ကြီးလုံးမှာပါညာတယ်အခုကြည့်လေခင်ဗျအောင်မျိုးမင်းတော့ဘာဖြစ်နေလဲခင်ဗျားလည်းအောင်မျိုးမင်းကိုကျွန်တော်တို့ပြောလို့ပြောတာအောင်မျိုးမင်းကခင်ဗျယောက်ျားမဟုတ်ဘူးနော်ယောက်ျားမဟုတ်ဘူး तू ကမိန်းမကြီးယောက်ခန္ဓာကယောက်ျားခန္ဓာကိုလည်းမိန်းမကြီးအမေမျက်မျက်တောင်လေးဆွဲထားသေးတယ်အမေဇင်မာအောင်လို့ဆိုတာဇင်မာအောင်ပုံကဇင်မာအောင်ရဲ့ပုံကတကယ်က तू ကမိန်းမကြီးတကယ်ဒါပေမဲ့ तू ကသူထားတာက तू ကမိန်းမနဲ့ယောက်ျားစီပေါ့နေတာ तू तू ရဲ့ तू ရဲ့ဟွာလည်းခင်ဗျကောင်မလေးနဲ့ तू ယူထားတာအဲ့လိုနေထားတာ သူတို့လည်းအဲ့လိုကြီးတွားနေကြတာခင်ဗျားတို့လူလူတိဖို့လိုတယ်လူလူတိဖို့လိုတယ်ဒါသူတို့ရဲ့အခြေအနေပေါ့ဗျာဒါကြောင့်ခင်ဗျားဒီဒီအဖွဲ့တွေယုံလို့ဘောပြတ်သွားတဲ့သူတွေမနေဘူးပဲအာចောင်းပန်းနဲ့ចောင်းထွားဆိုပြီးတော့လမ်းမရောက်သွားတဲ့ကျွန်တော်ကျွန်တော်နိုင်ငံအနာကက်တွေအများကြီးပဲတွေ့သွားတဲ့အနာနိုင်ငံအနာကက်တွေမနေဘူးပဲចောင်းပန်းနဲ့ចောင်းထွားဆိုပြီးတော့ចောင်းကိုကြកခိုင်းသွားတဲ့ကျွန်တော်ရဲ့နိုင်ငံနိုင်ငံရဲ့အနာကက်တွေတပုံးပြည့်ကျွေမွားတာအဲ့လိုကြီးကျွန်တော်ခွင့်လို့ရမယ်ထင်ခွင့်လို့လို့ရမယ်ထင်လားဘယ်တော့မှခွင့်မလို့ဘူးဘယ်တော့မှခွင့်မလို့ဘူး